အဓိက main အနေနဲ့လူကျင်တာကျွန်တော်တို့ငလင်ဘေးတင်နေအတွက်လူကျင်တာဖြစ်တဲ့တတိရောက်ဖြစ်ဖို့အတွက်အမြပြင်ဆင်းပြီးတော့အဲ့လိုရောက်ကွက်တဲ့ကိုလဲ့ပြီးတော့အာလူပေးတာမျိုးကတော့အကောင်းဆုံးဖြစ်နိုင်မယ်လို့ကျွန်တော်အနေနဲ့ဒါပထမဆုံးဒါအာတစ်ချက်ပြောချင်တယ်ပေါ့လူမဲ့သူတို့တော်တော်များများဒီစားတော့ဖို့ဟာတွေပဲအဓိကငလင်ဘေးတင်တဲ့လူတွေပဲအဓိကသွားလူဖို့ဟိုသွားကြတယ်တကယ်တမ်းကျတော့ကျွန်တော်တို့အားဆိုင်ရမှာကတာဂတ်ကတကယ်တမ်းကဒီကယ်ဆယ်ရေးအဖွဲ့ကိုအဓိက အားဆိုင်ပြီးတော့လူတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တာပါနော်ဘဝဘေးနဲ့ခံရမယ်ဆိုရင်ကျွန်တော်တို့အများဆုံးကေတင်နိုင်မှာကေစေးသမားတွေ ਆ ပဲအဓိကကေတင်နိုင်မှာဖြစ်တယ်ကျွန်တော်တို့အဓိကဦးစားပေးအာလက်ရှိလည်းအဓိကလူတန်းပေးကြပါအောင်ထူထောင်ရေးရနည်းနည်းအနည်းငယ်ကျွန်တော်တို့တောင်းခံနိုင်ကြီးရပါနော်အရင်ဆုံးကွယ်စည်းသမားတွေအဓိကလူတန်းပေးကြပါလို့ဒါပထမဆုံးဒါအာကျွန်တော်ကျွန်တော်ဒီကနေပဲအကြံပြုချင်တာအဓိကကတော့ကျွန်တော်ကဟိုကယ်ဆယ်ရေးဘက်ကိုအဓိကသွားချင်ခဲ့တာပါနော် ွားပြီးတော့လူတန်းမှုတွေလည်းအဓိကတော့အိုက်ကယ်စရေးဘက်ကိုပဲအဓိကသွားချင်ကြတာဒါပေမဲ့လည်းသွားတဲ့အဖွဲ့မှာဆိုတော့တိန့်ထောင်မှတည်တဲ့ဒါကုသားကြီးမတဲပူတို့ကုတီဟာတို့ပေါ့နော်နောက်ဒါ Kitty Mobile တို့သူတို့နဲ့ပူးပေါင်းပြီးတော့သွားလိုက်တာပေါ့ပစ္စည်းတွေလူတန်းတဲ့ချိန်မှာဒါ volunteer လိုတဲ့အတွက်အာကျွန်တော်ဝင်ပြီးတော့ပူပေါင်းပေးတယ်အဲကျွန်တော်ကတော့အဓိကတော့ကာကွယ်အဲဒီကုညီဖွဲ့တွေကိုဩ အငွေကြေးရောပစ္စည်းရောအဲ့လိုလိုက်လူပေးတယ်။ပတိကကရမန္တလေးအမရပူရာဇဂိုင်းပေါ့။ဥတီလိုက်တာကတော့ဇဂိုင်းကိုအဓိကဥတီလိုက်တာပေါ့နော်။လန်ခီချီနီကဇဂိုင်းပဲဆိုရင်ကျွန်တော်အဓိကအာဦးစီးပြီးတော့ဟောသွားလိုက်ရတယ်။အဲ့မှာကျွန်တော်တို့ဒါ light truck car lazy ပေါ့။ကျွန်တော်ဒီဒီရန်ကုန်ကနေစတက်တာတော့ဒါတွဲကားကြီး၃စီးပေါ့နော် တွဲကားကြီး၃စီးပစ္စည်းတွေလူတန်းမှုပစ္စည်းတွေအပြည့်ပေါ့နော်အာခန္ဓာမတင်ငွေတော့ဟောဒါ ဒီလူရှင်ပေါ့နော်ကြံတဲ့ဟာတွေအများကြီးကျွန်တော်တို့ဟိုလာပြီးတော့ပူပေါင်းပြီးတော့လူရှင်တွေအများကြီးပူပေါင်းပြီးတော့ဒါစားထွက်ခွာပါပေါ့နော်နောက်ဆုံးတစည်းကတော့ဒါပြမနာဘက်ကိုနေပြီးတော့ဘက်ကိုဆင်းနေပေါ့ကျွန်တော်တို့အဲ့ဘက်ကိုတော့မပါပါဘူးပေါ့နော်ဒီတွေ့ကိုင်းနစီနဲ့သူဒါမန္တလေးမရပူရာစကိုင်းဟိုအဓိက main တဲ့ပြီးတော့တက်လူဖြစ်တာပေါ့အဓိကတော့စကိုင်းကိုတက်လူဖြစ်တဲ့ချိန်မှာတော့ကျွန်တော်ဖုန်ကြီးကြောင်းနဲ့အဲဒီဆရာလေးတွေကြောင်းပေါ့နော်ခန်းတော်လို့အဲ့ဆရာလေးတွေကြောင်းမှာတော့တကယ်ဟိုမှထိခိုက်ပြီးတော့ပြူလဲပြီးတော့တချို့ဆိုရင်အာ ဒီ dead body တော့မှမဖော်ရသေးဘူးဟောအနံ့နေရလဲဆိုတာအဲ့လိုမျိုးတွေဖြစ်နေကြရလဲအအများကြီးကြုံတွေ့ခဲ့ရတာပေါ့နော်ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုတော့နောက်လူမဲ့လူအလူရှင်နေနေကကျတော့မြေပြင်ကိုတခါရဆင်းဆင်းပြီးတော့ဒီအိမ်ပြိုနေရဆိုရင်ပြိုနေတဲ့အိမ်ကိုပဲတခါရထိုက်ရိုက်ဒီအိမ်ပြိုနေဆိုပြိုနေတဲ့အိမ်ကိုညီလေးသွားဆင်းတခါပြေးပြီးတော့သွားပြီးတော့အော်အဲ့အိမ်မှာတက်လူလိုက်တာမျိုးပေါ့နော်ထိုက်ထိတွေ့ပြီးတော့လူလူလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးပဲလူတတ်မှု လုံပိုကောင်းမယ်လို့ကျွန်တော်အနေနဲ့ဒါအကြံပြုလေးပဲပေါ့အဓိက main အနေနဲ့လူကျင်တာကျွန်တော်ငလင်ဘေးတင်နေအတွက်လူကျင်တာဖြစ်တဲ့တတိယရောက်ဖြစ်ဖို့အတွက်အမြင်ပြင်ဆင်းပြီးတော့အဲ့လိုရောက်ွက်တဲ့ကိုလှည့်ပြီးတော့အာလူပေးတာမျိုးကတော့အကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ဒါပထမဆုံးဒါအာတစ်ချက်ပြောချင်တယ်ပေါ့လက်ရှိကျွန်တော်တို့တွားနေတဲ့အချိန်ထိကိုတရက်နေ့၃ရက်နေ့ထိအသက်ရှင်လျက်နဲ့ဒီတိုက်အောက်မှာပြီပြီးတော့ကယ်ဆယ်နိုင်ခဲ့တဲ့လူတွေ ထွက်နေတော့ပေါ့နော်လူမဲ့သူတို့တော်တော်များများဒီစားတောက်ဖို့ဟာတွေပဲအဓိကအင်္ဂလိပ်မေးတင်တဲ့လူတွေပဲအဓိကသွားလူဖို့ဟိုသွားကြတယ်တကယ်တမ်းကျတော့ကျွန်တော်တို့အားဆိုင်ရမှာကတာကတ်ကတကယ်တမ်းကဒီကယ်ဆယ်ရေးအဖွဲ့ကိုအဓိကအားဆိုင်ပြီးတော့လူတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့နော်အောက်ထဲကိုဝင်ပြီးတော့ကယ်ဆယ်နေတဲ့ချိန်မှာပစ္စည်းမလုံလောက်မှုကြောင့်အော်ဒီလူမကယ်လိုက်မကယ်လိုက်နိုင်မဲနဲ့ဟိုတေဆုံးတော့မျက်စိရှိမှတင်တေဆုံးပြီးတော့ကြည်နေရတာမျိုးတွေရှိတာပေါ့အဓိကကယ်ဆယ်ရေးပစ္စည်းတွေအရင် မလုံမလောက်ဖြစ်နေတာပေါ့နော်အဲဒါနိုင်ငံတကားလေလာပြီးတော့ဝိုင်းကူညီကြတော့တချို့တော်တော်များများလည်းတက်ရှင်ခွင့်ရတယ်ကဲစည်ပစ္စည်းတွေပေါ့နော်ဟိုလူတန်းမှုအတွက်အဲဒါပထမအုပ်ဆုံးအနေနဲ့ဒါပြောချင်တယ်ပေါ့နော်တကယ်တမ်းကဲတင်တာဒီကဲစည်အဲကဲစည်ဖို့အတွက်ကဲစည်ခံနေတဲ့ခံဖို့အတွက်လိုအပ်နေတဲ့ဒါတိုက်အောက်ပြနေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေကိုအရင်ဆုံးအနေနဲ့လူတန်းတင်တယ်လို့ဟိုမြင်တယ်ပေါ့နော် ကျွန်တော်လည်းတွတ်လူကိုတွတ်လူတဲ့ချိန်မှာအဓိကကဲဆေးသမားတွေကိုအဓိကငွေကြေးအဖြစ်ရောဒါပစ္စည်းအဖြစ်ရောလူတန်းဖြစ်တယ်ဒါပေမဲ့တချို့ပစ္စည်းတွေကမြန်မာနိုင်ငံမှာတော့မရှိတဲ့ပစ္စည်းတွေပေါ့နော်ခဏတော့ hydraulic ဒါကတားတွေအခုချိန်ထိလည်းလိုအပ်နေတုံးပေါ့နော်အခုလည်းကျွန်တော်တို့အဖွဲ့ဒါ FOC နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဒါအဲ့အဲ့အဲ့ပစ္စည်းကိုဝယ်ဖို့အတွက်လည်းအဲစူးစမ်းပြီးတော့လူငွေကောက်ခံတာမျိုးတွေကျွန်တော်တို့ဟိုလုပ်နေတယ်ပေါ့နော်အခုကတော့အသက်ရှင်ဖို့ ရခိုင်တော့တော့အရန်နေသွားပြီပေါ့နော်ဟို dev body ဖုံးဖို့အတွက်အချို့စင်ပစ္စည်းတွေအလုံးလောင်းမရှိဒါမျိုးတွေအဲရှိနေသေးရပါတော့ပထမဆုံးရဲ့ဆိုကျွန်တော်လမ်းမေးမှာပဲအိတ်တာပဲချင်းတော်နေပြီးတော့လမ်းမေးမှာအိတ်ရလမ်းမေးမှာအိတ်တော့ငလင်ဘေးတင့်ပြည်သူတွေလမ်းမေးမှာအိတ်တာတော့ကိုချင်းစားဘာကြောင့်လဲဆိုတော့အရန်ပူတာဒီကျန်းပြင်ကကျတော့ပညလုံးဟိုနေဆိုင်ပူထားတဲ့ဟာတွေကငွေ့ပြန်နေကျင်းတော်လေအဲဘာဖြစ်လာလဲဆိုတော့အဆုတ်တွေအဲပူလိုက်အေးလိုက်ဆိုတော့အဆုတ်အေးပတ်တာတွေဒါမျိုးတွေဖြစ်လာတော့နောက်ရက်တွေကတော့နည်းနည်း အခန်းလေးမှာအိယာပေါ့နော်စူပေါင်းပြီးတော့အဲ့လိုမျိုးအိယာလာပြီးတော့ဖြစ်သွားတော့အခုရှေ့ဆက်ပြီးတော့ကျွန်တော်ကတော့ကယ်ဆယ်ရေးသမားတွေအဓိကပဲပတ်မိုးပေးမယ်ပေါ့နော်ဒီဟက်ဒရိုလစ်ကတားပေါ့နော်ဒီဖြတ်တဲ့ဆက်ကြီးကအဓိကဟိုကယ်ဆယ်ကျွန်တော်တကယ်ချင်းတော်တော်များမေးလဲချင်းအဲ့ဒါကြီးကအဓိကလိုအပ်ချက်ဖြစ်နေတယ်ကြောင့်အဲ့ဒါကြီးကလည်းဈေးကြီးသိန်း300နဲ့400ပတ်ချာလဲတော့ရှိရတယ်ပြီးတော့ထိုင်းကနေမှမြန်မာပြည်မှာတော့အဲ့ပစ္စည်းမရှိဘူးကြောင့်ထိုင်းကနေမှယူရမယ်လို့ပြောတာကယ်ဆယ်ဖွဲ့တိုင်းမှာအဓိကလိုအပ်ချက်ကတော့အဲ့ဒါဖြစ်နေတယ်လို့ကျွန်တော်အနေနဲ့မြင်တဲ့အတွက်ကြောင့်အဲ့ဒါကိုဝယ်ပြီးတော့လူဖို့အတွက်ဒါ အာ future chairman ပေါ့နော်ဒီ FOC အဖွဲ့နဲ့ကျွန်တော်အပူပေါင်းပြီးတော့လူတန်းမိုးအတွက်လူခံတာလေးတွေအဲလုံနေပေါ့နော်ညူတွေပတ်တဲ့ချိန်မှာတချို့တိုက်လေးတွေပြူပြီးတော့အရှိမာလေးတွေတချို့လေးတွေထိုင်ပြီးတော့အလူရှင်ကိုမျောနေကြတဲ့ပုံစံမျိုးအနေနဲ့မြင်တွေ့ရတာပေါ့နော်တချို့ဆိုရင်အာသူတို့လာလူမလားပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးကျွန်တော်အာဖျက်သွားချိန်မှာချိုးအဲ့လိုလေးမျောနေတာလေးတွေ့ရအဲ့ဒါနဲ့ချက်ချင်းကောင်းနေမှာတည်ဝင်တော့ဟာညီလေးတွားဟိုမှာတက်လူအဲ့လိုမျိုးတွေချက်ချင်းလုံ အာတချို့ဟိုတဝဲအဲ့လိုမျိုးလူလူနိုင်ခဲ့တယ်ပေါ့နော်ဟို9000လူမလားတသိန်းလူမလားတခါတည်းအဲ့လိုမျိုးလူချပစ်လိုက်တယ်သူတို့တပြန်နဲ့ထူထောင်တဲ့ချိန်မှာလည်းလွယ်ကူလိမ့်မယ်လေကျွန်တော်အနေနဲ့တော့မြင်တယ်ပေါ့နော်အဲကျွန်တော်လည်းအဲ့လိုမျိုးအာလူပေးနိုင်ခဲ့တယ်စပြီးတော့ဒီမန်လေးဝင်တာနဲ့ဒီလူမှုကူစီကူညီရေးဖွဲ့တွေဝိုင်းဝန်းကူညီပေးကြတယ်အဲတချို့ကားတွေကစအာအကူညီပေးကြရတယ်ပေါ့နော်အဲစကိုင်းတို့ဟိုဝင်တဲ့ချိန်မှာလည်းကျွန်တော်တို့ဟိုလိုက်ပါပြီးတော့ဆရာတော်တွေနောက်ပြီးတော့ ရမရဖားတွေပေါ့နော်ဒီနေရာလေးတော့ဒီလိုလေးဖြစ်နေဒီဆရာလေးကြောင်းတော့တော်တော်လေးဒီလိုမျိုးဖြစ်ပြီးတော့အာအခုချိန်ထိပြနေတာမျိုးတွေဖုံးကြောင်းတွေဒီလိုပျက်စီးဆုံးရှုံးသွားတာမျိုးတွေအခုဆရာတော်ဆရာတော်တွေဖုံးကြီးတွေအားစားလမ်းမမှဒီလိုမျိုးဟိုနေခဲ့ရတာမျိုးတွေပေါ့နော်အဲနိုင်ငံတကာကလာတဲ့အကူအညီကြောင့်လည်းဒီလောက်ထိတော်တော်များများအသက်ရှင်နေလို့ပြောလို့ရမယ် ကျွန်တော်မြန်မာကကြောဒီငလင်မြန်မာနိုင်ငံကကေဆေးသမားတွေကဒီငလင်နဲ့ပတ်သက်ပြီးတော့ဒီနှစ်နှစ်ပေါင်းဒါ80လား90လားကျွန်တော်တို့ကြာပြီးမှတစ်ခေါက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စမီခဲ့တာမျိုးမဟုတ်တဲ့ကြောင့်တကယ်ဒီငလင်နဲ့ပတ်သက်ပြီးတော့ဟိုတွေ့ကြုံအရန်နေတဲ့ချိန်ကြောင့်လေကေဆေးသမားတွေတော်တော်လေးကိုခက်ခဲရှိတယ်သူတို့ဟိုမြန်မာမှုမြန်မာဟာနဲ့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့တချို့ဆိုအရေးစွန်ပြီးတော့ အဲဂျူဂျီဂျူကြားတဲ့ဝင်ပြီးတော့တွက်ကဲထုတ်ခဲရတာမျိုးတွေကျွန်တော်လိုင်းပေါ်မှာလည်းမြင်တွေ့ရတာပေါ့နော်ဒါကယ်ဆယ်ဖို့အတွက်တစားစားခေါ်အော်အော်ကြတာပေါ့နော်လောက်ကဲကြပါအောင်အတွင်းထဲကနေအဲ့တန်နေကြရတယ်တချို့ဆိုရင်နိုင်ငံတကာကအကူအညီတွေမရောက်ခင်မှာဒီဒီကယ်ဆယ်သမားတွေမရောက်ခင်မှာကျွန်တော်မြန်မာနိုင်ငံကကယ်ဆယ်သမားတွေကကူဖို့ဖောက်ဖို့ပစ္စည်းလည်းဘာလုံးတော့မရှိဘူးအဲအဲ့ဒါကိုရင်အရန်နာဆုံးကျွန်တော်တို့ဒါတင်ကန်းစာပေါ့နော်နောက်ပိုင်းဆိုရင်ကေဇေးသမားတို့အဓိကမိန်လူပါအခုတိတိလဲအဲလိုအပ်နေတော့မယ် ကယ်ဆေးပစ္စည်းတွေပေါ့နော်ဒါကကျွန်တော်တို့ဝယ်ထားပြမယ်ဆိုတော့နောက်ဘဝဘေးနဲ့ခံရမယ်ဆိုရင်ကျွန်တော်တို့အမြဲဆုံးကယ်တင်နိုင်မှာကယ်ဆေးသမားတွေ ਆ ပဲအဓိကကယ်တင်နိုင်မှာဖြစ်တယ်ကျွန်တော်တို့အဓိကဦးစားပေးအာလက်ရှိလည်းအဓိကလူထမ်းပေးကြပါအောင်ထူထောင်ရေးကလည်းအနေငယ်ကျွန်တော်တို့တောက်ခံနိုင်ကြီးရပေါ့နော်အရင်ဆုံးကယ်ဆေးသမားတွေကိုအဓိကလူထမ်းပေးကြပါလို့ဒါပထမဆုံးဒါအာကျွန်တော်ကျွန်တော်ဒီကနေပဲအကြံပြုချင်တာပါ